Apple စတန်အကောင် Sapikuru စီကိုတိုက်ခိုက်ဖို့ရောက်လာလို့ Ishidoro နဲ့ Sapikuru တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ Shiriki ကတော့ Basak Armor ဝတ်ပြီးအသေးစိတ်ပြောင်းနေတဲ့ Gas ကိုအသေးစိတ်ပြန်ဝင်အောင်လုပ်ဖို့အတွက်လိပ်ပြလွန့်နေပါတယ်။ Basak Armor ရဲ့အမုံတရားစီးကြောင်းတွေကြားထဲမှာနစ်မြောမသွားမိအောင်တတိထားရင်ကျဝက်ကိုမောင်းနှင်ပေးနေတဲ့ gas ရဲ့အတ္တစိတ်ကိုတားရဲပုံစံဖြစ်နေမြင်တွေ့လိုက်ရပါတယ်။မုံတရားရဲ့ကြီးမားလွန်းတာကြောင့်ဝင်ပြီးရင်ပြန်ထွက်နိုင်မှမလားလို့ရှီဝီခီတွေးဝေနေပေမဲ့ ကြာလီဂတ်စ်ထိခိုက်လေဖြစ်မှာမို့လို့အရေးစွန်ပြီးဝင်ပိုးဆုံးဖြတ်လိုက်ပါတယ်။ပူလောင်လာတဲ့အက်ဒဇော်ကြီးဆိုပေမဲ့အထဲဝင်ဝင်ချင်းမှာတော့အေးအေးချမ်းချမ်းနဲ့လင်းပူပေါင်းလေးရေထဲမှာဂတ်စ်ရဲ့မျက်ညံတွေကိုပုံဖော်ထားတာတွေ့လိုက်ရပါတယ်။အဲ့မြင်ကွင်းတွေကိုကြော်လွန်လိုက်တာနဲ့အမှောင်တို့ကမြင့်တက်လာပြီး Eclipse ရဲ့အဖြစ်ဆိုးတွေကိုမြင်လိုက်ရပြီးရှီဝီကီအယမ်းကြောက်နေပါတယ်။ပြီးရဲ့နောက်မှာ Flora စီရင်ထားတဲ့ Inject ကိုပါတွေ့လိုက်ရပြီးအထဲမှာဂတ်စ်ရဲ့အသီးစိတ်လေးကိုလည်းမြင်လိုက်ရပါတယ်။ဒါပေမဲ့အဲ့အသီးစိတ်ထဲမှာတောင်မှ apostle yandu griffith ခုတ်ပစ်အကုန်လုံးတက်ပစ်ဆိုရဲတိုက်ခိုက်ဖို့စိတ်တွေကစွဲနေပါလေရှီရီကီယာ gas ရှင်ဘသူလဲဆိုတော့မမေ့ပါနဲ့ရှင်အဲ့ဒီအာဂါဒရီနောက်ကိုမပါသွားစေနဲ့ရှင်တိုက်ခိုက်နေရတဲ့အကြောင်းရင်းကိုမမေ့ပါနဲ့ဆိုပြီးအင်းကွက်ကနေတဆင့်တိုက်ခိုက်နေတဲ့ဆာပီကိုနဲ့အီရှီဒူရိုတို့ရောလှမ်းကြည့်နေတဲ့ဖန်ဒီစ်နဲ့ကက်စကာရိုကိုပါမြင်အောင်ပြလိုက်ပါတယ်ကက်စကာကိုမြင်တာနဲ့ gas ရဲ့အသီးစိတ်ကပြန်ဝင်လာပြီးရက်လိုက် သူ့တယောက်မှမထိနဲ့လို့ပြောရင်လက်ရှိအပြင်လောကမှာအသိစိတ်ပြန်ကတ်သွားပါတယ်။ Grand Bay ကမီးနဲ့လမ်းမုတ်လိုက်ပြီးမဲ gas ကဖြုံတော့မဖြုံမဲအလောင်းခံခုန်တက်သွားပြီး Sabi Corona အပေါ်စတဲ့နှကောင်ဓာတ်နဲ့လမ်းပစ်လိုက်ပြီးလူပါရောက်ချသွားပါတယ်။ဒီအကွက်ကမသိရင်ဓာတ်ရှိတဲ့နေရာကို teleport လုပ်လိုက်သလိုပါပဲကျွန်တော်အဲအကွက်ကိုတော်တော်လေးသဘောကျပါရဲ့ပြီးရနဲ့အချိန်မဆိုင်မဲ cascaro စီကိုပြေးသွားပြီး apostate ကောင်ကိုခေါင်းဖြတ်ပေးလိုက်ပါရဲ့ ရှင်ရှင်ကဘာလုပ်လဲဆိုပြီးတိုက်ပွဲကိုအဆအဆုံးမမီလိုက်တဲ့ Farnis ကမီးတော့ Gas ကခေါင်းစုပ်ကိုချွတ်လိုက်ပါတယ်။ Danyan Barbar နဲ့ရှီယာစပင်းတွေပါ ဖြူနေတဲ့ Gas ကိုကြည့်ရင်အံ့ဩသလိုတနာလေတနာသွားပါတယ်။ Descent က enemy မကြည့်ဘူးရင်တော့အတော်များများမြင်ဘူးကြမဲ့အခန်းဖြစ်ပြီးရောက်ဖတ်ရူရဲမှာတော့ဒီပုံ profile ထားထားတဲ့သူတွေရှိနေနိုင်ပါတယ်။မရရတဲ့ကောင်မဲမယ်ဆိုပြီး Grand Bay ရဲ့ Shirikiro ကိုတိုက်ခိုက်ဖို့လုပ်တော့မစိုးရိမ်ပါနဲ့ဆိုတဲ့အတန်းနဲ့မိတော့ဖြူနေရန်တစ်ခုကပေါ်လာပါတယ် ဖလိုရာရဲ့နုပြူနေတဲ့အသွင်ဘာမီးတောက်တွေထဲမှာတွေ့လိုက်ရတော့တခင်မလိုလန့်အော်ခေါ်လိုက်ပါတယ်တော်ရရှိဝီကီသွားတော့ဒီတော့ကကြာကြာခံတော့မှာမဟုတ်ဘူးအတိုက်ကိုစွန့်ခွာဖို့အချိန်တန်ပြီလို့ဖလိုရာပြောပေမဲ့မဟုတ်တာမသွားပြရစီနဲ့တခင်မဆိုပြီးရှိဝီကီကဝမ်းနေနေပြန်ပါတယ်ဒီနေရာကနေထွက်ခွာပြီးမင်းရဲ့လမ်းကြောင်းကိုရှာဖွေပါချစ်တဲ့ဘက်မင်းနဲ့အတူရှိခဲ့ရတဲ့နေ့ရက်တည်းဟာတူတောင်းပေမဲ့ငါရဲ့ရှီလျားလာတဲ့တက်တန်းမှာတော့အငင်းချမ်းဆုံးနေ့ရက်ကလေးတွေပါပဲကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ် ရှီဝီကီယာဖလိုရာစီကိုအတင်းပြေးဝင်လာကြောင်းဂတ်စတိုရီမခေါ်ပြီးထွက်သွားရပါတယ်။ရှီဝီကီအတွက်တော့အမိတယောက်ဆီယာမတ်တယောက်ဖလိုရာအတွက်လည်းသမီးတယောက်တပည့်တယောက်ကိုဆုံးရှုံးလိုက်ကြရသလိုပါပဲ။အဆောက်အဦတွေရဲ့ထိတ်မြို့တွေရဲ့အဆောက်အဦတွေပေါ်မှာလူသေးလောင်းတွေကိုကြီးတွေကထိုးနေကြပါတယ်။ညအချိန်မှာလူတစုကလှေသေးသေးလေးတွေနဲ့အတူဂုံတံတားတစ်ခုအောက်ကမီးရောင်မှိန်ပြပြစီကိုတိတ်တဆိတ်နဲ့ချင်းကပ်လာကြပါတယ်။တံတားအောက်မှာစောင့်နေတဲ့လူတွေစီကိုရှောက်သွားပြီးခုခံရေးအဖွဲရပါလား။ တွေ့ရတာဝမ်းသာပါပဲကျုပ်ကမစ်လန်ရဲ့ Arclosity တော်ကြီးရဲ့ခေါင်းဆောင်လဗန်းလို့ခေါ်ပါတယ်ဆိုပြီးနှုတ်ဆက်လိုက်တော့ခုခံရေးဖွဲ့ရလေဆရာလဗန်းဆိုပြီးတီယိုတတိပြန်နှုတ်ဆက်ပါတယ်အခုသူတို့တွေ့ဆုံနေကြတာဝင်းတန်းမျိုးရဲ့အကြောင်းတကြောင်းပါပါဝင်းတန်းဟာခူရှန်နီလက်အောက်ကိုရောက်နေတာဖြစ်ပြီးခုခံရေးအဖွဲ့တွေကခူရှန်နီကိုတော်လှန်ဖို့အတွက်သတင်းစုနေကြတဲ့တိတ်တဆိတ်လှုပ်ရှားသူတွေပါပြီးတော့ဝင်းတန်းဆိုတာရောက်ဖို့နားလည်အောင်ပြောရင်မစ်လန်းနိုင်ငံရဲ့မြို့တော်ပါခုခံရေးအဖွဲ့ကခေါင်းဆောင်နဲ့တူတဲ့လူတစ်ယောက်က အခုဝင်းတန်းကဒီကဘာမဟုတ်တဲ့မကောင်းဆိုးဘွားမျိုးတော်ကြီးလို့ဖြစ်နေပြီခုခံတဲ့သူမှန်သမျှအသက်ခံရတယ်အဖမ်းခံရတဲ့သူတွေကိုလက်စစ်မြေပြင်ထဲကိုစစ်ကြွတွေဖြစ်ပို့ခံရတယ်မိမတွေကတော့မျှော်စင်စီကိုပို့ခံရပြီးထူးဆန်းတဲ့ခူရှန်ထုံးတန်းဒလေးတွေမှာအုံချခံရတယ်အသက်ရှင်နေကြသေးရဲ့လားတော့မသိဘူးခူရမဲ့ကလေးတွေနဲ့တက်ကြီးရွယ်ဦးတွေပဲမြို့ထဲမှာကြံတော့တယ်ဒါပေမဲ့တည်င်းကောင်းတစ်ခုတော့ရှိတယ်မင်းသမီးချားလို့အသက်ရှင်နေသေးတယ်ဒီတည်င်းကိုရဖို့အတွက်ကြောက်တို့လူတွေအများကြီးဆုံးရှုံးခဲ့ရတာလို့ပြောပြလိုက်တော့ ဝင်းနမ်းမျိုးအတွက်စိတ်မကောင်းဖြစ်သွားကြပြီးတစ်ဖက်မှာလည်းတော်ဝင်သွေးစီးစင်းနေသေးတဲ့အတွက်မျောလင့်ချက်ရှိတာမှဝမ်းသာသွားကြပါရဲ့ခုခံရေးကောင်းဆောင်ကဆရာလပန်းကျုပ်တို့ကဒီမျိုးတော်မှာသတင်းအမှောင်ချခံထားရတော့အပြင်မှာဘာတွေဖြစ်နေမှန်းမသိပါဘူးအဲ့ဒီတော့တေချာတဲ့ကောလာဟာလတစ်ခုကိုမေးချင်ပါတယ်တင်းငက်ကဘယ်ရောက်နေရလဲဆိုပြီးမေးနေတော့မှာပဲမိချောင်းတွေရေထဲကတက်လာပြီးလပန်းရဲ့နောက်လိုက်တွေကိုစားပါတော့တယ်ထွက်ပြေးကြရင်အဲ့ဒါမော့ပညာပဲခူရှန်တွေကမော့ပညာသုံးပြီးအဲ့လိုတာရဲတရိစံတွေကိုအမိန်ပေးနိုင်ကြတယ် ဝင်းနှမျိုးတွေမှာလေအဲ့လိုသားရဲတွေအများကြီးရောက်လောင်သူတို့ကခေါ်ထားတယ်ဆိုပြီးရှင်းပြလိုက်ပါတယ်အဲ့ဒီအချိန်မှာစင်ကြီးတကောင်နဲ့မိချောင်းမှရောက်လာပြီးပိတ်မိနေကြတဲ့အချိန်ညာငါချောင်းကမိချောင်းရဲ့စောက်ခွက်ကိုစိုက်သွားပါတယ်အမှန်တမ်းပြောရရင်ဒီများပြစ်တဲ့ဘဲကြီးကရန်သူဘက်ကဆိုပေမဲ့တော်တော်လေးအထာကျရည်လို့ခံစားရပါတယ်စင်ရောလူကတ်စ်ကပဲဆုံးသက်ပေးလိုက်ပြီးဝင်းနှမျိုးသူမျိုးသားတို့အခုချိန်မှာတော့ပုံပြီးစောင့်နေကြပါဦးတနေ့တော့ဒီမျိုးပေါ်ကမကောင်းဆိုးဝါးတွေကိုရှင်းလင်းတုတ်တင်ပေးပါလိမ့်မယ် ကျုံမှာတာဝန်ရှိသေးတဲ့အတွက်သွားခွင့်ပြုပါဦး။သိန်းငယ်ယူဆောင်လာပေးမယ်အောင်ပွဲအတွက်ပုံပြီးပြင်ဆင်ထားကြပါလို့ပြောရင်ထွက်သွားပါရယ်။သိန်းငယ်ဖွဲ့တနည်းအားဖြင့်ဖဲကွန်နီယာရဲ့အကောင်ကြီးဒီယိုရောက်နေရာကြောင့် Griffith ဝင်းတန်းကိုသိမ်းပိုက်ဖို့အတွက်ကြံစီနေပါပြီ။ညနေစည်းစာနေရောင်ကြီးရဲ့အောက်ကပင်လေကြီးတဲကို Ishiduro တယောက်ပျော်မြူးပြီးခုံဆင်းသွားပါရယ်။ပင်လေကြီးကိုငေးကြည့်နေတဲ့ Shiwiki ရဲ့အုတ်ထုတ်လွင့်ဆင်သွားတာကြောင့် gas ကပြန်ကောက်ယူပေးလိုက်ပြီးရှီဝီကီကလည်းကျေးဇူးတင်ပါတယ် gas နေရတာရောတက်တာလားလို့မေးလိုက်ပါတယ် ငါခံနာကူကအဲ့လောက်မပြော့ပါဘူးမစိုးရိမ်ပါနဲ့အရင်တိုက်ပွဲပြီးကလေးကပြန်ကောင်းလာဖို့တလားလောက်ချိန်ယူခဲ့ရတာဒီထက်ပိုပြီးချိန်နေဖြုံးလို့မဖြစ်တော့ဘူးလို့ gas ကပြောလိုက်ပါတယ်ဒါပေမဲ့ပေါ့ရော့လို့မဖြစ်ဘူးလေအဲ့ဒီချက်ကကျိန်စာတင့်နေရနော်ရှင်ထက်သုံးရင်အသေးစိတ်လွတ်သွားအောင်မှာပဲလို့ပြောတော့မင်းရှိနေတာပဲလေဆိုပြီး gas ကပြန်ပြောလိုက်တယ်ရှီရီကီရင်းနေပါခုံသွားပုံမှာပဲ gas ကပင်လေပင်နဲ့ gas ကကိုငေးကြည့်နေရင် ဒါလို့အေးအေးချမ်းချမ်းနဲ့နေဝင်တာကိုဘယ်တော့မှထပ်မတွေ့ရတော့ဘူးလို့ထင်ထားရဆိုပြီးခန်းစားချက်ပါပါရေရွတ်လိုက်ပါတယ်။ညရောက်တဲ့အခါပက်တီးတွေကိုဖြီးပြီးဂက်စီအနာတွေကိုရှီရီကီနဲ့နှက်တငယ်လေးတွေကဆေးလိမ်ပေးနေပါတယ်။ပက်ကသူ့ဇာတိမြေအကြောင်းအီရှီဒိုရိုကိုကြွားနေတော့ရှီရီကီကြားသွားပြီးကျမလည်းအဲ့အကြောင်းကိုကျမသခင်စီကနေကြားဘူးလေ။ဒန်နာအီလာအနောက်ဘက်ကျွန်းဖြစ်ပြီးနမ်မေယာစကဲလစ်တဲ့မြေပုံတွေမှာမပါပဲတာမန်လူတွေလည်းမရောက်နိုင်ဘူးတဲ့။အဲ့ဒီကျွန်းမှာနှက်တငယ်တွေပြင်မှော့ဆရာကြီးတော်တော်များများလေးနေကြတယ်လို့ပြောတယ် ကျမလေးတွေ့ဘူးကျင်နေရဆိုပြီးရှီဝီကီကတူတီတလောက်ပြောပြလိုက်ပါတယ်ပြောပြီးရဲ့နောက်မှာဖာနစ်ကဟိုလီရှီဝီကီတောင်းဆိုချင်တာလေးတခုရှိလို့ပါကျမကိုမော့ပညာသင်ပေးလို့ရမလားဆိုပြီးပြောလိုက်တာဘာလဲဟာဆိုပြီးဂတ်ပါလန့်သွားပါတယ်အီရှီဒိုရူနဲ့ဆပ်ပီကိုလည်းကြောင်သွားပြီးနားကြများလွဲသွားသလားထင်နေကြပါတယ်ဖာနစ်ကတော့ကျမမှင်စာရည်နဲ့ကိစ္စပြီးကလေးကတောက်လျှောက်စဉ်းစားနေရကျမအရန်အံ့အားသိမိသွားတယ်ရှီကီရဲ့မော်တကူတွေကရမ်းမိုက်တယ်ကျမလိုလူတော်တမြောင်လေးတစ်လက်နဲ့ ကက်စကာကိုကဝယ်ပေးဖို့တတိတွေရခဲ့တာမော်ပညာသာတဲ့ရင်ကျွန်မဒီချက်ပို့ပြီးလုံနိုင်လိမ့်မယ်တင်ပေးပါဆိုပြီးအတီပေါက်ကြီးတောင်းဆိုပါတယ်ပုံမှန်အားဖြင့်တော့မော်ပညာကိုငငယ်ကလေးကမလိုက်စားရင်မတက်နိုင်ဘူးလို့ပြောကြတယ်ဒီနေရာမှာဖြတ်ပြောရရင်ရှီရီကီရှင်းပြတဲ့ဒီစာကြောင်းကတော်တော်လေးအသေးပဲရှိပါတယ်ဘာကြောင့်လဲဆိုတော့လူတွေဟာအသက်ကြီးလာတာနဲ့မြသူတို့သိထားတဲ့ရုပ်ဝတ္ထုလောကအတိတရားတွေနဲ့ပိတ်မိနေပြီးအဲ့ဒီတာမန်တွေးခေါ်တွေကနေဖောက်ထွက်ဖို့ပို့ပို့ပြီးခက်လာကြလို့ပါပဲဒါပေမဲ့ Farnis အတွက်တော့ထူးဆန်းတဲ့ຢာတွေ ကြောက်စရာကောင်းတာတွေအများကြီးကိုမြင်တွေ့ခဲ့ရတဲ့အတွက်မှော့ပညာသင်ဖို့ဆင်ပြေမှာပါကျမလည်းလေ့ကျင့်နေတော့ဆိုပေမဲ့အခြေခံလေးတွေတော့တင်ပေးလို့ရပါတယ်ဆိုပြီးရှီဝီကီပြောလိုက်တာ Funny Star ဝမ်းသာသွားပြီးကျေးဇူးတင်ပါတယ်ဆရာမအခုဂါရာရီစတင်ကြတော့မလားလို့စိတ်လှုပ်ရှားရင်ပြောလိုက်ပါတယ်မမလေးမမလေး Funny ကစုံးမရလားကွာဆိုပြီးစပီကူတယောက်ခေါင်းနေပါကုတ်နားမလည်နိုင်ဖြစ်နေပါတယ်ညတကောင်ချိန်မှာပင်လေကြီးကိုရှီဝီကီငေးကြည့်နေမိပါတယ် ဒါလို့လာတာရညရီယာအေးရခက်တယ်နော်ဆိုရဲအတန်ကိုကြားလိုက်ရပြီးဂတ်စကိုပါတွေ့လိုက်ရပါတယ်။ကျွန်မပင်လေကိုခုမှတွေ့ဘူးလား။တခင်မကတော့ခဏခဏပြောပြဘူးပါတယ်။ပြီးတော့ပင်လေကဝိညာဉ်လောကရဲ့တကားပေါက်တစ်ခုလည်းဖြစ်တယ်လို့ပြောဘူးရယ်ဆိုပြီးရှီဝီခီကပြောနေပေမဲ့ဂတ်စကတော့ရှီဝီခီတယောက်သူ့တခင်မကိုတတိယနေတာဖြစ်ကြောင်းနားလေပါတယ်။မင်းကတပည့်ကောင်းတယောက်ပါ။ကလေးပဲရှိသေးတယ်။ယင်ထဲမှာခံစားချက်တွေကိုမျိုးသိမ့်မထားပါနဲ့။ ရင်ထဲမှာမြူသိပ်ပြီးကြီးပြင်းလာရရင်သွေးအေးတဲ့လူကြီးတယောက်ဖြစ်လာလိမ့်မယ်လို့ gas ကပြောလိုက်ပါတယ်။ရှင်စိတ်ပူပေးဖို့မလိုပါဘူးဆိုပြီးရှီဝီခီယာဟိုဘက်လှည့်သွားပါတယ်။ကျမတို့မော်ဆီယာတွေအတွက်နီးစပ်သူနဲ့တေကွဲကွဲရတာရှင်တို့ရုပ်ဝတ္ထုလောကမှာနေတဲ့သူတွေနဲ့မတူဘူး။ကျမတို့ကရုပ်ဝတ္ထုလောကမှာရောဝိညာဉ်လောကမှာပါနေတဲ့အတွက်အဲ့ဒါဆုံးသက်သွားတာမဟုတ်ဘူး။တဖြည်းဖြည်းပြောနေရင်ရှီခီရဲ့တန်ငိုတန်ပါလာပါတယ်။ကြီးမြတ်တဲ့ဖြစ်တည်မှုဖြစ်ပေါက်ဖွာသွားတာ။ အဲ့ဒါဝင်းနေစရာမဟုတ်ဘူးလို့ပြောနေရင်းနဲ့ဆက်ဟန်မဆောင်နိုင်တော့ပဲ gas ကိုပြေးဖက်ရင်ငိုပါတော့တယ်ဒီခန်းကကျွန်တော်တို့လည်း emotional ဖြစ်ပြီးနည်းနည်းဝမ်းနေမိရဲ့ခန်းတစ်ခန်းဆိုတာဝန်ခံရပါမယ်ခံစားရတာနည်းနည်းတက်တာသွားပြီဆိုပြီးရှီဝီကီယာပြောရင် သူ့ခံစားချက်ကိုနားလည်ပြီးနိုင်တဲ့ gas ရဲ့မျက်နှာကိုရှက်ပြုံးလေးနဲ့ငေးကြည့်နေမိပါတယ် eva လဲတော့ရိတ်မိသွားပြီးအော်ရှီဝီကီတောင်ဧည့်ရွေရောက်နေပြီဟိုဒါပေမဲ့နင်းအချစ်ဦးကဒီလောက်အသက်ကြီးတဲ့သူဖြစ်လိမ့်မယ်လို့မထင်ထားဘူး ိုင်မကျန်တဲ့နှကောင်ထက်တော့အများကြီးတာပါရယ်ရှီရီကီရှက်နေရချစ်စရာလေးဆိုပြီးစွတ်ကံပြောတော့ရှီရီကီတယောက်ဘလို့နေလို့နေရမှန်းမသိအောင်ဖြစ်နေပါရယ်တကယ်လဲချစ်စရာလေးပါဂတ်စ်ကရုတ်တရက်ထလိုက်ပြီးဧည့်သည်ရောက်နေရလို့ပြောလိုက်ပါရယ်ခမရအသက်ရှင်နေသားပဲလို့ဂတ်စ်ကနှုတ်ဆက်လိုက်ရင်ဒီနောက်ပိုင်းကျုပ်ခမရပေါ်ကြွေးရီတစ်ခုပြီးတစ်ခုတင်လာတယ်အဆန်းတော့မဟုတ်ပေမဲ့တစ်ခါလောက်တော့ကျေးဇူးတင်သင့်တယ်ထင်တယ်ကျေးဇူးတင်ပါရယ်ဒီနေ့ရောဘာလာလောက်တာလဲလို့ဂတ်စ်ကမေးလိုက်ပါရယ်မင်းမျက်လုံးကအယောင်ဆုံးရှုံးရလိမ့်မယ် ရှားအရသာကိုဆုံးရှုံးမယ်လက်ဖျားတွေကလှုပ်နေရကနေအင်အားကုန်ခန်းသွားလိမ့်မယ်အဲ့ဒါတွေကနမိတ်တွေပဲမင်းအဲ့ဒီချက်ကဝစ်ပြီးဆက်တိုက်ခိုက်မယ်ဆိုရင်အလင်းရောင်အတန်အနှွေးတဲ့များစွာသောအရာတွေကိုဆုံးရှုံးရလိမ့်မယ်လို့စကားနိုက်ကပြောပြလိုက်ပါတယ်တတိပေးရတွေကြီးစုတင်ပေးမယ်ကျုံနဲ့ခမရနဲ့မတူနောက်တစ်ခါဆိုကျုပ်ဒီချက်ကကိုကျွမ်းကျင်အောင်လုပ်ပြီးထိန်းချုပ်မယ်ကျမလည်းသူ့ကိုရသလောက်ကူညီပေးပါမယ်ဆိုင်မာရုံကကူညီပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ် မေးရမှာတော့အားနာပြီမဲ့တင်းတဲ့တခင်မဘလို့ပတ်သက်နေရလဲယင်ပြီးတော့ဒီချက်ကောင်ငကိုကရှင်းပိုင်းတာမဟုတ်လားလို့ရှီရီကီကမေးလိုက်ပါတယ်ငါတို့ကမိတ်ဆွေတွေအခုမင်းတို့နှစ်ယောက်လိုပဲရုံးကန်သူမင်းဒီချက်ကောင်ထိန်းချုပ်လို့ရမှာမဟုတ်ဘူးလူအဖြစ်နဲ့ဆက်ရှိနေခြင်းသေးရဆိုရင်မင်းချင့်ချိန်ပြီးတာတော့မှာလို့စကားနိုင်ကပြောလိုက်ပါတယ်အကြံဉာဏ်တွေအတွက်ကျေးဇူးတင်ပါတယ်ကြုံလုံးကြုတ်ကိုတခုပြောပြပါဦးအဲ့ဒီကောင်လေးတမန်တော်ကြီးဘာလို့အဖွားအိမ်ကိုလာတိုက်ခိုက်ရတာလဲလို့ gas ကမေးလိုက်ပါတယ် အခုသိန်းငက်ကရုပ်ဝတ္ထုလောကရဲ့ဏိယာမရဲ့ထက်ကိုကြော်လွန်ပြီးရှိနေတယ်။တာမန်ရုပ်ဝတ္ထုပစ္စည်းလက်နက်တွေကသူ့ကိုချင်းချောင်းနိုင်မှာမဟုတ်ဘူး။အင်အားတပေါင်းရှိတဲ့စစ်တပ်ထဲမှော်ဆရာတယောက်ကိုသိန်းငက်ကပူကြောက်လိုက်မယ်။မင်းတို့ဆက်ရင်ဆိုင်ရမယ်မကောင်းဆိုးဝါးရဲ့အာလုံးရဲ့ခေါင်းဆောင်ကသိန်းငက်ပဲဆိုပြီးစကားနိုင်ကပြောလိုက်တော့အဲ့ဒီတန်ကြားရနေတဲ့ gas ရဲ့ဒေါသတွေကအတင်းယုံထလာလို့ထိမ့်ချုပ်ထားရပါတယ်။နောက်ဆုံးအနေနဲ့မင်းကိုမျှော်လင့်ချက်တစ်ခုတော့ပေးလိုက်မယ်။မင်းတို့သွားနေတဲ့နေ့တငယ်ကျွန်း ဲ့ဒီမှာစောင့်နေတဲ့နေသမီးပြင်ဟာနာဖူဘူးကုရဲ့အစွမ်းနဲ့ဆိုရင်တော့ဖြစ်နိုင်တယ်။မင်းရဲ့မိတ်ဆွေအမှတ်သားနဲ့မင်းကလေးကိုသူ့အသည့်စိတ်ကိုပြန်ရအောင် ကုပေးနိုင်လိမ့်မယ်လို့ပြောလိုက်တော့ရှီဝီကီကတကယ်ကြီးလားလို့ထပ်မေးလိုက်ပါတယ်။ငါစကားတခုနဲ့နှစ်ခါပြန်မပြောဘူးလို့ပြောလိုက်ပြီးဂတ်ကတော့သူပြန်ကောင်းသွားမှာလား။တကယ်ကြီးလားဆိုပြီးမျော်လင့်ချက်ရောင်ကြီးလေးပြန်တန်းခွင့်ရသွားပါတယ်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရတယ်ကျွန်တော်အများကြီး support ပေးရရောက်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဲဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးသွားကြပါဦးပြီးတော့ပင်ကွင်းမှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး